မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်ဇွန်လ9ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရဲသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။မိုးပြဲ PDF 2တည်ရင်တိုးချက်ဖွဲ့စည်းခြင်း3နှစ်ပြည့်တက်မွေးနေတဲ့တက်သားတက်20ဦးကိုဗတ်စိတ်အနှံ့ခြင်းအခမ်းအနားပြုလုပ်ဆိုတဲ့သတင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ မိုးပြေပြည်သူ့ကာကွယ်ရေးတပ်နှင့်တရင်အမှတ်1339 Battalion 1007 MOPYE People Defense Force 2တရင်တိုးချက်ဖွဲ့စည်းတည်ထောင်ခြင်းသုံးနှစ်ပြည့်အခမ်းအနားကိုဇွန်လ9ရက်နေ့ကကျင်းပခဲ့တယ်လို့သိရပါတယ်။လွတ်မြောက်နေပြည်တော်နေရာမှာကျင်းပခဲ့တဲ့အဆိုပါအခမ်းအနားမှာအာဇာနည်ကုန်းကိုတွားရောက်အလေးပြုခြင်း၊ကယန်းအမျိုးသားအလံတင်ခြင်းနဲ့ကယန်းအမျိုးသားတချင်းတည်ဆိုခြင်းခြေလက်အင်ကဆော့ရှုံခဲ့ရတဲ့ရဲဘော်များနဲ့ကြာဆုံးရဲဘော်များကိုအောက်မေ့တရိယာဂုံပြုစုငွေ ချိမိခြင်းများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ထို့ပြင်တန်တန်းတယောက်ပြီးခဲ့တဲ့တပ်သားအသက်များကိုဗရစိတ်အံ့နှံခြင်းတပ်ဆိုင်ရာအရာရှိများကအမှားစကားပြောကြားခြင်းဖြင့်တက်တော်၃နှစ်ပြည့်အခမ်းအနားကိုအချင်းချင်းကျင်းပခဲ့တယ်လို့သိရပါတယ်။ အမှတ်1339ခုတက်ရင်ကိုအမှတ်1339တက်တရင်အောက်ကနေ2022ခုနှစ်ဇွန်လ9ရက်နေ့မှာတိုးချက်တရင်တစ်ခုအဖြစ်စတင်တည်ထောင်ခဲ့တာဖြစ်ပြီး၃နှစ်တာကာလအတွင်းတိုက်ပွဲများစွာကိုဖော်ဆောင်နိုင်ခဲ့ကအောင်မြင်မှုများစွာရရှိခဲ့တယ်လို့ဆိုပါတယ်စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲအတွင်း1339တက်ရင်မှာအာဇာနည်ရဲဘော်23ဦးအသက်ပေးခဲ့ရတယ်လို့ရဲဘော်12ဦးကိုလက်အင်ကဆွန့်လွတ်ပေးဆက်ခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ အာယူတောင်စစ်ကောင်စီဂိတ်စခန်းကိုရေးဘလူးတပ်ဖွဲ့ဝင်ရောက်တိုက်ခတ်ဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။မုံပြင်းနယ်ရေးမြို့နယ်မြောက်ပိုင်းအာယူတောင်ရွာထိပ်ကစစ်ကောင်စီဂိတ်စခန်းကိုရေးဘလူးအဖွဲ့ကဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားတွေစခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ရေးဘလူးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဇိုလာခိုရီးယားနေမှာအာယူတောင်ရွာထိပ်အများပြည်သူတွာလာရလမ်းမပေါ်ကတစ်ဆက်အမီးယာစခန်းကိုရေဘလူးတပ်ဖွဲ့ကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်တိုက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သားတွေကပြန်လည်ခုခံခြင်းမရှိဘဲစခန်းဆုတ်ခွာထွက်ပြေးသွားခဲ့ကြတယ်လို့သိရပါတယ်ရခိုင်ကလည်းအာယူတောင်ရွာကဝါကြောင်စခန်းကွန်တူးရွာကဖယားကုန်းစခန်းနဲ့ဖော်တော်ရွာက ကိုတစ်ဆော့စခန်းတို့ဟာစခန်းဆုတ်ခွာထွက်ပြေးခဲ့ကြရပါသေးတယ်ခင်ဗျာ တန်တွဲမြို့နယ်ကနေရာ၃ခုကိုစစ်ကောင်စီဘုံကျဲတက်ခတ်ခဲ့ရာပြည်သူလေးဦးတေဆုံးခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ရခိုင်ပြည်တန်တွဲမြို့နယ်ကနေရာ၃ခုကိုစစ်ကောင်စီကဘုံကျဲတက်ခတ်ခဲ့ရာပြည်သူလေးဦးတေဆုံးပြီး၁၀ဦးဒဏ်ရာရခဲ့တယ်လို့ American Princess Media ကဖော်ပြထားပါတယ်။ဇော်လာခွေရည်ညကစစ်ပေးရှောင်တွေနေထိုင်နေတဲ့ ကြောက်ကြီးရွာစတဲ့ကြောင်းကို10:14မိနစ်နဲ့25မိနစ်တို့မှာဘုံနှလုံးကျဲချခဲ့တယ်လို့ဆိုပါတယ်ဘုံကျဲတက်ခတ်မှုအတွင်းတန်တွဲမြို့နယ်မောင်ရွှေလေးရွာကစစ်ပေးဆောင်လာတဲ့ဒေါ်အပု48နှစ်နဲ့စင်တေကြီးရွာကစစ်ပေးဆောင်လာတဲ့မိသားစုဝင်3ဦးဦးထွန်းထွန်းဝင်း52နှစ်နဲ့ဒေါ်နှင်းဝေခိုင်53နှစ်နဲ့မအေဘရမို စနစ်နှစ်တို့တိုက်ဆုံးခဲ့ရတယ်လို့သိရပါတယ်။ထို့ပြင်ကြောက်ကြီးရွာသား၈ဦးလည်းပြင်းထန်စွာဒဏ်ရာရခဲ့ပြီး၆ဦးဟာဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ်။အလားတူစန်နာရီ၁၅မိနစ်မှာပစုံဖြေရွာစာတင်ကျောင်းကို Jet Fighter နဲ့နှစ်ကြိမ်ပုံကျဲချခဲ့ရာအရသာပြည်သူ၂ဦးဒဏ်ရာရခဲ့ပါတယ်ခင်ဗျာ။ထို့ပြင်ညစန်နာရီ၃၈မိနစ်မှာလည်းတန်တွဲမြို့အမှတ် ရှစ်မြင်းဆောင်ကကြီးရက်ွက်6လမ်းနဲ့9လမ်းကြားကရခင်စက်ကောင်စီရဲ့တပ်သားတဲ့စုဆောင်းရာဌာနကိုဘုံလေးလုံးကျဲချခဲ့ပါသေးတယ်။ဘုံကျဲတက်ခတ်မှုဖြစ်စဉ်များအတွင်စာတဲကြောင်းနှစ်ကြောင်းနဲ့အရက်သားပြည်သူပိုင်နေအိမ်များထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ပေကုံမှာစစ်ကောင်စီရဲ့လက်နက်ကြီးထိမှန်ပြီးစကောနဲ့ရွယ်ចောင်းသားတို့ဦးတိတ်ဆုံးခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ကရင်ပြည်နယ်နဲ့ ရှမ်းတောင်ဒေသအဆက်ရှိဖဲခုံမြို့နယ်မှာစစ်ကောင်စီတပ်ကရန်တပ်ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးထိမှန်ခဲ့ပြီး၁၉နှစ်အရွယ်ရှိကျောင်းသားတို့ထိဆုံးခဲ့တယ်လို့ဖဲခုံမြို့နယ်ပြည်သူ့လူ့ကြော်ရေးအဖွဲ့ထံကသိရပါဗျ။ဇွန်လ6ရက်နေ့ကဖဲခုံအရှိတ်ဘတ်ချမ်းရှိကျေးရွာများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ရန်တပ်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။အဆိုပါလက်နက်ကြီးကြီးများဟာကျေးရွာတွေရအတွေ့ကြောက်ရောက်ပောက်ခွဲခဲ့ပြီးနေအတွေ့စာလေးလာနေတဲ့အသက်၁၉နှစ်အရွယ်ရှိကျောင်းသားတို့ထိမှန်ထိဆုံးခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်သားများကဖဲခုံမြို့နယ်အတွေ့ င်းရှိကျေးရွာများကိုလက်နက်ကြီးများဖြင့်ရန်တပ်ပစ်ခတ်ခြင်းလေယာဉ်များဖြင့်ပြန်ဝဲကာကဲထောက်နေခြင်းကြောင့်ပြည်သူများအနေနဲ့ဘုံခုချင်းအနေသတိပြုနေထိုင်ကြဖို့ဖဲခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကအသိပေးနှိုးဆော်ထားပါတယ်။ကြိုက်ထုံမှာလိုင်စင်မဲ့ရင်ဖမ်းဆီးနေတဲ့ဒူရဲအုပ်တူပစ်ခတ်ခံရပြီးတိတ်ဆုံးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။မိုးပြင်းနယ်ကြိုက်ထုံမြို့နယ်မြို့ဆောင်လမ်းအနီးတရားဖြူမှာလိုင်စင်မဲ့ရင်တွေကိုဆစ်ဆင်းနေတဲ့ဒူရဲအုပ်တူပစ်ခတ်ခံရပြီးတိတ်ဆုံးသွားတယ်လို့၎င်းအင်စာစင်ကဖော်ပြထားပါတယ်။ ဇော်လာရှိရဲ့နေမနက်9နာရီဝန်းကျင်မှာတိုက်ထုံမြို့မှာရဲစခန်းကဒုရဲအုပ်ဝင်းကြိုင်ဟာရဲတပ်သား10ဦးခန့်ဖြင့် လိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးစစ်ဆေးနေချိန်မှာပြစ်ခတ်ခံခဲ့ရတာလို့ဆိုပါတယ်။ဆိုင်ကယ်စီးလာတဲ့တနတ်သမားကအစစ်စစ်ခံတယ်လို့ရက်ပေးပြီးမှဒူရဲအုပ်ဝင်းကြိုင်ရဲ့ဦးခေါင်းကိုတနတ်နဲ့ပြစ်ခတ်သွားခဲ့တာလို့သိရပါတယ်။ပြစ်ခတ်မှုအတွင်းဒူရဲအုပ်ဝင်းကြိုင်ဟာနေရာမှာပဲပွဲချင်းပြီးတေဆုံးသွားခဲ့ကတနတ်သမားကလည်းထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇော်လ9ရက်နေ့ကလည်းဘေးလင်းမြို့နယ်တောင်စုံကျေးရွာတန်တရာအနီးမှာလိုင်စင်မဲ့ရင်တွေကိုစစ်ဆေးနေကြတဲ့စစ်ကောင်စီတပ်ရဲနဲ့ပြူစောတိအဖွဲ့မိုင်းဆွဲတိုက်ခတ်ခဲ့ရာကတအူးတေဆုံးပြီးနှစ်ဦးဒဏ်ရာရခဲ့ပါတယ်ခင်ဗျာ။ နန်းစံလေးတက်အထွတ်လေရင်စီတဲဆောင်လာတဲ့စီပေါက်စားကားတစ်စီးကိုဖမ်းဆီးရမိဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာနန်းစံလေးတက်အထွတ်လေရင်စီတဲဆောင်လာတဲ့စီကားတစ်စီးကိုဖမ်းဆီးရမိခဲ့တယ်လို့ On Sense Land နမောက် PDF အဖွဲ့ထံကသိရပါဗျ။ဇွန်လ10ရက်နေ့မနက်ပိုင်းမှာနမောက်မြို့နယ်မှာ အမြန်လမ်းမပေါ်ကိုထွက်လာတဲ့စီပေါက်စားကားတစ်စီးကိုမိုင်တိုင်262အနီးမှာ စစ်ဆေးဖန်စီရမိခဲ့တာလို့ဆိုပါတယ်စီပေါစာကားရဲအမှတ် 2B 8525နဲ့အတူစစ်သား2ဦးကိုဖန်စီရမိခဲ့ပြီးစစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့သိရပါတယ်အဆိုပါကားဟာပြည်သူများကိုဘုံကျဲတပ်ဖြတ်ရင်လေရင်စီများကိုချိန်ဖန်များစွာတယ်ဆောင်ပေးနေတဲ့ရင်းနှီးလေးဖြစ်ပါတယ်ခင်ဗျာ ဖပုန်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတပ်သားတမန်ခေါ်ယူနေဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ဖပုန်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမြေပြင်တိုက်ခိုက်ချိန်မုံကြီးအထွတ်တင်းနန်းသားများခေါ်ယူနေတယ်လို့ထုတ်ပြန်ထားပါတယ်။တပ်ဖွဲ့ဝင်အဖြစ်ရှောက်ထားလူသူများဟာအသက်၁၈နှစ်မှ35နှစ်အတွင်းကျန်းမာရေးကောင်းမှုပြီးစိတ်တက်ကြန့်ခိုင်သူဆုံးဖြတ်ချက်ပြတ်သားသူဖြစ်ရမယ်လို့ဆိုပါတယ်။ အခြေခံစစ်တင်နန်းအထူးစစ်စီရေးတင်နန်းနဲ့လိုအပ်ပါကမုံမှန်တင်နန်းများမှာပေးဆုံးအောင်တက်နိုင်ရမှာဖြစ်ကတင်နန်းပေးဆုံးမှာကတပ်ဖွဲ့မှပေးရတဲ့တာဝန်စုဖွဲ့မှုအတိုင်းမြေတိဒေတာတွင်မဆိုတာဝန်ထမ်းဆောင်နိုင်ရမယ်လို့သိရပါတယ်ထို့အပြင် MOD မှချမှတ်ထားတဲ့စစ်စည်းကမ်းကျင့်ဝတ်များ PDF ရဲ့စီမင်းစည်းကမ်းများကိုလေးစားလိုက်နိုင်ရမည်ဖြစ်ကအ ਨੇ စုံနှစ်နှစ်တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ဖော်ပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုတင်ပြခဲ့တဲ့စီရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက်မင်းစစ်သွင်းနဲ့ခါရှာ ွက်ကပေးပို့ထားတာဖြစ်ပါတယ်ကျွန်တော်ຫນွေဦးမိုးပါခင်ဗျာ